ခင်ဗျာမွေးနေ့တော့ကြတင်းလာစံကေတာညံမပြူရဆိုရဲရှေးလူကြီးရဲ့စကားကမှန်မှသလားဖေယားတချို့လူတွေကသုံးရက်လို့ပြောပြီးတချို့တွေကတောက်ကြနေမှာမွေးတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ပြောပါတယ်ဖေယားမြတ်စွာဘုရားကတောက်ကြနေမှာဖွမ်းမြင်ပြီးတင်းလာနေမှာစံပေရောမူရာကြောင့်မို့လို့လူတွေကလိုက်မလောက်ကောင်းမှုလို့လည်းပြောကြပါတယ်ဖေယားဘယ်ဟာမှန်မှသလဲဖေယားဘယ်ဟာမှမမှန်ဘူးเนาะပတ်နေနံတွေကိုစွဲလန်းကြတဲ့ကမှားနေတာပဲเนาะ နိမ့်နံတွေကိုအရေးကြီးခွင့်ချက်လောက်တာဗုဒ္ဓဘာသာတွေเนาะတော်တော်လေးကိုလွယ်တဲ့ကိစ္စဒီနိမ့်နံတွေကဘာမှအရေးကြီးခွင့်ချက်လောက်စရာမလိုပါဘူးเนาะသင်္ကေတတစ်ခုသာဖြစ်တယ်เนาะနေဆွဲလေးဆိုတဲ့ခုကဒါသင်္ကေတတစ်ခုပဲဒီသင်္ကေတကြီးကိုအလေးအမြတ်တိတ်ထားစရာတော့မလိုပါဘူးအဲ့တော့အဲ့လိုခုနကလိုမျိုးယူဆနေမယ်ဆိုဥစ္စာဘုန်းကြီးတွေဘယ်လိုလုပ်မလဲဥစ္စာစာသင်တိုက်တဲ့ရိတ်တာတွေနေ့တွေနေ့တွေမသိဘူးအဖိနေဆိုခေါင်းကြီးပဲเนาะအဖိနေဆိုခေါင်းကြီးစနေဖြစ်ခြင်းဖြစ်ပဲတလင်းငွေဖြစ်ခြင်းဖြစ်ပဲတောက်ချာဖြစ်ခြင်းဖြစ်ပဲရိတ်ချင်တာရိတ်နာပဲလေเนาะစပင်းချင်းရိတ်ရတာပဲမြတ်စွာဘုရားပြောတယ်လက်နဲ့သိချင်းရင် ခေါင်းရရမှာပဲနော်သူကသူစနေတနေ့နေ့ပဲဖြစ်ချင်တဲ့နေ့ဖြစ်ပဲနှစ်နှစ်သစ်ဆိုရင်ရိတ်ပဲနှစ်လားပြင်ရင်ရိတ်ပဲလေနှစ်လားထက်လည်းအကြိုက်ထားလို့မရဘူးနှစ်သစ်ထက်လည်းခြေလို့မရအောင်အဲ့တော့ရက်စွဲတွေကအဓိကမဟုတ်ဘူးလို့နော်ကိုကျမ်းမာရင်းနဲ့ကိုက်ရတဲ့ရာသီဥတုတာရတဲ့ဆိုရိတ်ပေါ်ဖြတ်ပေါ်ညက်ပေါ်နော်အဲ့တော့ကျမ်းမာရင်းမကောင်းဘူးရာသီဥတုမကောင်းရင်တော့မညက်မချင်းနေပေါ်ဒါဖြားတတ်တယ်ပေါ်အဲ့တော့တချို့ကအဲ့ဒါနားမလဲတော့ကိုပဲနေမှာပါလို့ဖြားသလိုလိုပါလို့ထင်တာပေါ့နော်တကယ်တော့မဟုတ်ကောကိုအေးမိသွားတာပဲနော်အဲ့လိုဖြစ်သွားတာပေါ့ဟုတ်အရှင်မြတ်ဆက်ဆက်မေကွန်မေရှောက်ခွင့်ပြပါအရှင်မြတ် အဲ့ဒါတပြည့်တော့အခုခင်မှာပေါ့လက်သေးကိုအိမ်မှာမညံ့ရတာတို့ကက်ကြီးကို မကစားရဘူးရံဖြစ်တတ်တာတို့ပြီးတော့ငကားကောင်းလှဲတဲ့နေရာကိုမသွားရဘူးတို့ပြီးရင်ရရစာပြတ္တရာကြည့်ပြီးမှအိမ်တက်ရတို့ကြတော့ဖျားလက်ထက်မှာရှိပါသလားရှင်ဗျာဒါတွေကဗြဟ္မဏဝါဒတွေလေနော်ဗြဟ္မဏဝါဒတွေဆိုတော့ဟို န္ဒိယနိုင်ငံမှာကဗြဟ္မဏဝါဒပွင့်တာပေါ်တာကြားလာပြီတော့ဒီယူဝါဒတွေနဲ့ခက်ဆစင်းယူဝါဒတွေလည်းအများကြီးရှိခဲ့တယ်ဒါတွေကမြန်မာနိုင်ငံနဲ့အိန္ဒိယဆိုတာနှိမ့်နွယ်မှုရှိနေတယ်လေနောက်ဗြဟ္မဏလူမျိုးတွေလည်းမြန်မာနိုင်ငံမှာအများကြီးနေထိုင်ကြတော့ဒီဝါဒတွေကအများကြီးစိတ်ဝင်သွားတာပေါ့အဲ့တော့ဗုဒ္ဓဘာသာလို့အမိခံတဲ့ပုံစံတွေကဒါတွေလက်ခံတော့ဗုဒ္ဓဝါဒပုံစံမျိုးဖြစ်လာတာလေထင်ကုန်ကြတာလေအဲ့တော့ဒါတွေကဗုဒ္ဓဝါဒနဲ့ဘာမှမဆိုင်ဘူးနေနံတွေပြတနာတွေရရစားတွေငကားဖယ်လဲညာလဲဘာမှမလာတဲ့မဆိုင်ပါဘူးเนาะဗုဒ္ဓဝါဒမဟုတ်ဘူး ောတာပန်ဖြစ်သွားရင်အဲ့ဒါလုံးဝလက်မခံတော့ဘူးเนาะအဲ့ဒါကြောင့်တောတာပန်လို့အမိခံမျိုးဒါကိုယုံကြည်နေသေးတယ်ဆိုရင်ဒါတခြားတယ်တောတာပန်မဟုတ်လို့ပဲတခြားနော်အဲ့တော့တောတာပန်ဟုတ်မဟုတ်ကိုသိတဲ့လက္ခဏာတစ်ပါးဒါပါတယ်ဘာလို့ဆိုတော့တောတာပန်ဒီကဒီကောတုဟန်ဒီကမင်္ဂလာတွေပါလက်မခံတော့မယုံတော့ဘူးလေဒါလည်းလက်မခံတော့เนาะဒါကြောင့်ဆိုလို့ဗုဒ္ဓဝါဒမဟုတ်ဘူးဒါတွေကเนาะခုနလက်သေးညက်ကိစ္စတွေပါလေဒါတွေကရှေ့လူကြီးတွေကတခြားအကြောင်းတစ်ခုလည်းရှိမှာပေါ့နော်ညဘက်ကလေးတွေပါလေဆော့ထီမီညှက်မိမှာဆိုတော့လည်းပါမှာပေါ့လေ နော်ညဘက်ညက်တဲ့ခါကျတော့လက်သေးတွေပါတယ်မဟုတ်ဘဲနဲ့အသားကိုညက်မိမှာဆိုတာလည်းပါမှာပေါ့ကျွန်တော်ကလေးတွေကိုအဲ့လိုမျိုးဖြစ်မှာဆိုတဲ့ခါကျတော့၆တာကို၆တဲ့ခါမှာမူသားနဲ့၆လိုက်တဲ့ခါတော့အဲ့ဒါတွေကဆွဲသွားတာလည်းပါမှာပေါ့နော်ဒါထင်တာလေမှန်ကြည့်တာပြောပြတာဒါဒါဗုဒ္ဓဘာသာနဲ့ဘာမှမဆိုင်ပါဘူးလို့နော်ဒါတွေက ရှင်များဆက်ဆက်မေကွန်မေလျှောက်ခွင့်ပြုပါရှင်များအာတပည့်တော်ရဲ့အဖို့ကအသက်တရာကျော်ပေါ့ရွာမှာပေါ့ရှင်များအသက်တရာကျော်ကဟိုနေမကောင်းဖြစ်တဲ့နေရာမှာသူတို့တွေဟိုမောင်နှမကြီးအကုန်တိုင်ပင်လိုက်တဲ့အချိန်မှာအိမ်မှာပဲထားမယ်ပေါ့ဆေးရုံတက်ပြီးကုလို့ရရွာရွာနေပြီးတော့သူကနေမျိုးပေါ်တက်ပြီးဆေးကုရပါရှင်ဗျာဆေးကုရင် ကောင်းနိုင်ပါရဲ့နဲ့ဒါပေမဲ့သူတို့ကအသေးသွားရင်ဒီဟိုအဖအသက်ကြီးရဲ့အဖို့ဒီဟိုရွာလေးကိုပြန်မတည့်ရအောင်ဆိုတော့ ဥပဒေတစ်ခုရှိရပါရှင်ဗျာအဲ့ဒါကြောင့်တို့ကရွာတဲ့အိမ်ကိုကိုသူ့ရဲ့အလောင်းပြောမစို့မရမှာဆိုတော့ဒီဒီတိုင်းပဲရွာထဲမှာပဲအသေးခံတယ်ပေါ့ရှင်ဗျာဒါဆိုရင်ဖျားလက်ထက်မှာအဲ့လိုမျိုးအယူဆတွေဟာရောရှိပါသလားရှင်ဗျာမရှိပါဘူးဒါကတော့ဒီလိုနဲ့တူပါတယ်တချို့မင်္ဂလာရှိတယ်အမင်္ဂလာပေါ့အဲ့လိုပြောတာပေါ့မင်္ဂလာအမင်္ဂလာခွဲကြတာလေဒါဗြဟ္မဏဝါဒတွေပဲဟိုအကောင်ပုတ်တွေဘာတွေဆိုလို့ချင်းမင်္ဂလာမရှိဘူးဒီလိုယူဆကြတာလေ အခါကျတော့ဒါလူသေးကောင်းအလောင်းဆိုတာဒါမင်္ဂလာမရှိဘူးရွာထဲကမဖြစ်ရဘူးခိုက်တက်တယ်ဆိုတာလူတွေရဲ့ယူဆချက်တတ်တာဖြစ်တယ်နော်အဲ့လိုဆိုလို့ချင်းဥစလို့ဈေးတရားနဲ့ငားတွေကြက်တွေဘာလို့အိမ်ထဲဝဲနေကြတာတော့ဟုတ်တယ်မလားဗုဒ္ဓရဲ့ဝါဒအရာဟိုတရိစံဆိုတာလဲခန္ဓာ၅ပါးပဲယုံနယ်၅ပါးပဲလူဆိုတာလဲခန္ဓာ၅ပါးယုံနယ်၅ပါးပဲကံချင်းမတူလို့ဒါလူရယ်လို့ဖြစ်လာတယ်တရိစံရယ်လို့ဖြစ်လာတာအတူတူပဲနော်အဲ့တော့ကြက်တွေကြတော့အကောင်လာကြီးကိုဝဲလာတယ် ငါးရီအများကြီးဝဲလာတယ်တဲလာတယ်အိမ်ထဲမှာအားရဝဲရချက်စားကြတယ်လူကြတော့လုံးဝအပြတ်မခံဘူးရွာပဲမိတော်တော့မလို့လို့ဘာလို့လို့ပြောရမှာနော်ဆိုတော့ဒါတွေကစိတ်တစယုံကြည်မှုလို့ခေါ်တယ်စိတ်တစတွေဖြစ်နေတာနော်တကယ်တမ္မာဒိဋ္ဌိအញ្ញံနဲ့မကြည့်နိုင်ဘူးပေါ့နော်တမ္မာဒိဋ္ဌိဉာဏ်နဲ့မကြည့်နိုင်ဘူးဝေဖန်နိုင်တဲ့ဆွမ်းအားတွေအရင်အားနေတယ်ဉာဏ်အားနေတယ်ဉာဏ်အားနေတော့ရှေ့လူကြီးတွေပြောလာတာကိုမျက်စိမိတ်ဘယ်လိုပဲလက်ခံလိုက်တယ်ဘာကြောင့်ဒီလိုမျိုးလဲဆိုတာကိုမစင်စားဘူးတကယ်ကိုဖြစ်နိုင်ချေရှိမရှိဘူးလဲຢာကန်လုံးတွေ့မှုမရှိဘူးပေါ့နော် ဒါကြောင့်ဆိုစဉ်းစားကြည့်လေဟုတ်လားအကင်းလူသေးကောင်းကိုရွာတဲ့တယ်လို့ခိုက်တတ်တယ်ဆိုရင်ဒီတက်တွေဝက်တွေငားတွေကိုတဲ့ရကြဘာလို့မခိုက်တယ်လဲမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်လေနော်အဲ့တော့ဘာဆိုင်ရွာလောင်းကောင်းကိုဒီရွာတဲ့ကိုတဲ့လာလဲရောဘာဖြစ်လို့ခိုက်တတ်တာလဲအကြောင်းမျက်ချက်ကိုခြာသင့်တယ်ဘုန်းတော်ရဲ့ဝါဒကအမြဲတမ်းအကြောင်းခြာခိုင်းတယ်ဘာကြောင့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 ်ဆိုအကြောင်းခြာရတယ်နော်ဘုန်းတော်ဝါဒမှာအကြောင်းနဲ့အမြဲတမ်းဟောထားတာပါအကြောင်းနဲ့အကျိုးဆက်ဆက်မှုရှိတယ် အဲ့ဒီနေ့ခင်စိတ်တက်ကိုးကွယ်မှုတွေစိတ်တက်ယုံကြည်မှုတွေကအကြောင်းမရှိဘဲနဲ့စိတ်ကူးခြင်းပြောနေတဲ့စကားတွေများတယ်။အဲ့ဒါဆိုရင်ဒီအကြောင်းအကျိုးဆက်ဆက်မှုခြာလိုက်တယ်ဆိုရင်ခြာလို့အဖြေမရှိတော့ဘူး။အဖြေစကားမရှိဘူး။အဲ့ဒါဆိုလက်ခံလို့မရဘူးပေါ့နော်။